ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့အစာုပ်ပဲဖြစ်ပါတယ်။အပိုင်း၃ပို့ရှာကိုကြိုက်တာ ကိုယ့်ရဲ့သွားပါပဲ။ များသောအားဖြင့်ကိုယ့်ကိုအမျိုးမျိုးပြောင်းလဲစေရာကိုယ့်ရဲ့စိတ်ပါပဲကိုယ့်မျက်နှာကိုမှန်တယ်ကြည့်တဲ့အခါတခါတလေကြည့်ကောင်းတယ်ချောတယ်ခန့်တယ်လို့ခံစားရပြီးတခါတလေကြပြန်တော့လေကြည့်ရတာအဆင်မပြေဘူးတခခုလိုအပ်နေတယ်လို့ခံစားရပြီးကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်ရပြန်တယ်တကယ်တော့မျက်နှာကဘာပြောင်းလဲမှုမှရှိနေတာမဟုတ်ပါဘူးစိတ်မှာစွမ်းအားတွေရှိတယ်တဲ့ကိုယ့်ရဲ့စိတ်ကကောင်းတာတွေတွင်းနေရင်ကောင်းတာတွေမြင်နေကောင်းတာတွေတွေ့တယ် ကောင်းတာတွေဖြစ်တယ်။ဆိုးတာတွေပဲတွေးနေတဲ့အခါဆိုးတဲ့မြင်ကွင်းတွေကိုမြင်တွေ့ရမယ်။ဆိုးတာတွေကိုကြုံတွေ့နေရမယ်။ကိုယ်စိတ်မှာဖြစ်နေတဲ့မကောင်းတဲ့အတွေ့တွေကြောင့်သာမကောင်းတာတွေကြုံလာရတာဖြစ်ပြီး ကိုယ်စိတ်ကိုဒုက္ခထပ်ဖြစ်စေတာတည်လာတယ်။ရာဝတ္ထုတစ်ခုတစုံတစ်ယောက်ဘယ်အပေါ်မှာမှအဆွဲလန်းမထားခြင်းကကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ ဖြူရည်မှုကိုဖြစ်စေတဲ့ကိုကိုကိုချစ်တဲ့မှုလို့သိလာတယ်။ဒါကြောင့်ကျွန်တော်ကိုယ်တိုင်အစွဲလမ်းမကြည့်တတ်တော့ဘူး။စွဲလမ်းမှုတွေကမျောလင်းချက်ကိုဖြစ်စေတယ်။အဲ့ဒီမျောလင်းချက်တွေကပူလောင်စေတယ်။မျောလင်းထားတဲ့အတိုင်းဖြစ်မလာတဲ့အခါကိုယ်စိတ်ကိုပူလောင်စေတာ။တကယ်တော့ကိုယ်စွဲလမ်းတဲ့အရာက ကိုယ်ကိုထိခိုက်စေတာမဟုတ်ပဲကိုယ့်ရဲ့စွဲလမ်းတတ်တဲ့စိတ်ကသာ ကိုယ်ကိုပူလောင်စေတာ၊နာကျင်စေတာ၊ငိုကြွေးစေတာ ထိခိုက်နေနာစေတာနောက်ဆုံးသေဆုံးတဲ့အထိဖြစ်နိုင်စေတာအရာရာဟာကိုယ့်ရဲ့စိတ်ပါပဲစိတ်စီခိုင်းတဲ့အတိုင်းသာ ကိုယ်ကလိုက်လို့ရတာစိတ်ရဲ့အနိုင်ယုံမှုကို ခံလိုက်ရတာဟာကိုယ့်ရဲ့ရှုံးနေခြင်းလမ်းစာပဲကိုယ့်ကိုယ်ကို ဆုံရှုံလိုက်ရတဲ့အကြောင်းရင်းပဲကိုကစိတ်ကိုပြန်ပြီးထိချုပ်နိုင်လာရင် ကိုကိုကိုဒုက္ခမဖြစ်စေတော့ဘူးကိုစိတ်ကို စီမံခန့်ခွဲလာနိုင်တော့ကိုကိုကိုပြန်ပိုင်ဆိုင်လာတယ် စိတ်ရဲ့အကြောင်းကိုကောင်းကောင်းကြည်နားလည်လာရတယ်။တကယ်တော့ရှင်းပါတယ်။ကိုယ်ရှာကိုကိုက်မိနေတာကကိုယ့်ရဲ့သွားပဲဖြစ်ပါတယ်။ငါစိတ်ဆိုးနေတာမင်းသိရဲ့လား။ကျွန်တော်ကကိုနဲ့ညီဆက်တဲ့တချို့လူတွေအပေါ်မှာအလိုမကြမှုတွေနဲ့အတူစိတ်တိုတာ၊ဒေါသထွက်တာ၊စကားမပြောချင်လောက်အောင်စိတ်ဆိုးတာမျိုးတွေဖြစ်မှုပါတယ်။ကိစ္စရဲ့တစ်ခုအပေါ်မှာကိုဖြစ်စေချင်တာကတစ်မျိုး သူလှုပ်လိုက်တာကတစ်မျိုးဖြစ်သွားတဲ့အခါတွေနဲ့ကိုမတိလိုက်ရပဲ ူတယောက်တည်းဆောင်ရွက်ပြီးစီးသွားတဲ့အခါမျိုးတွေကိုယ်စိတ်နဲ့အမဝင်တဲ့အခါမျိုးတွေမှာတစ်ဖက်လူအပေါ်စိတ်ဆိုးတာမျိုးဖြစ်ခဲ့ပူပါတယ်။အဲ့ဒီလိုကျွန်တော်ရဲ့စိတ်အလိုမချမှုကြောင့်စိတ်ဆိုးပြီးမခေါ်မပြောနေနေတဲ့အခိုက်အတန့်တွေမှာကျွန်တော်ရဲ့စိတ်ဆိုးနေမှုကိုစိတ်ဆိုးခံနေရတဲ့တစ်ဖက်လူကသိမြင်မယ်လို့အထင်နေမိခဲ့ပါတယ်။သူ့မှားလို့ပြောပြီးပြန်လာတောင်းပန်ပြန်လာချော့လိုက်မယ်လို့လည်းမျှော်လင့်မိနေပါတယ်။ ဒါပေမဲ့ကျွန်တော်မျှော်လင့်တယ်လို့အဲ့ဒီလူကလာလဲမတောင်းပန်တယ်လို့လာလဲမချော့ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်စိတ်ဆိုးနေရဆိုတာကိုသူမသိလို့ပါပဲ။ပြန်တွေးကြည့်တော့လည်းဟုတ်ပါတယ်။ကျွန်တော်ရဲ့တပတ်သက်စိတ်ဆိုးမှုကိုသူကဘယ်လိုလုပ်သိမြင်နိုင်ပါမလဲ။တခါတလေကျွန်တော်ကသာရက်လာတွေချီတဲ့အထိစိတ်ဆိုးပြီးမပြောနိုင်မဆိုနိုင်ဖြစ်နေတဲ့အချိန်မှာသူကတော့အေးအေးဆေးဆေးပျော့ပျော့ရွှင်ရွှင်မှာပဲ။ ကျွန်တော်ကသာမလာမတောင်းပန်လေလာမချော့လေစိတ်ဆင်းရဲလေသူပြောနေလေလေငါ့ကိုကယူမဆိုင်ရအကောင်းလားလို့ပူလောင်လေလေဖြစ်ရတာပါဒီတော့ကျွန်တော်ပြန်သုံးသက်ရပြန်ပါတယ်ငါစိတ်ဆိုးနေတာကိုသူကမသိလို့လားသိရတာနဲ့မသိချင်အောင်စောင့်နေတာလားဒါဆိုငါစိတ်ဆိုးနေတာကိုတိုက်ရိုက်သွားပြောရမလားသွားပြောရင်ရောသူကကယူဆိုင်ပါမလားစသဖြင့်သုံးသက်ရမရောက်တဲ့ကိုကိုပူလောင်စေတဲ့ တလွဲအတွေ့တွေဝင်လာပါတယ်။အဲ့ဒီတလွဲအတွေ့တွေနဲ့တိုက်စစ်ပြင်ဆင်ပြီး ကိုယ်စိတ်အေးချမ်းစေမဲ့အတွေ့တွေစီရောက်အောင်စိတ်ကို ပို့လွှတ်ရပါတယ်။အခြေအနေရဖြစ်ပေါ်လာတဲ့ကိုယ့်ရဲ့စိတ်ကံစားချက်အတိုင်းတည်တင်းကလေးတုတ်ပြန်လိုက်မိတဲ့တစ်ဖက်လူအပေါ်စိတ်ဆိုးမိခြင်းမှာတစ်ဖက်လူအနေနဲ့သူ့ပါကြောင့်ငါ့ကိုမခုံမပြောဆက်ဆံနေရတာလေ။ပါကိုစိတ်ဆိုးနေရတာလေဆိုတော့မတင်မကြခံစားချက် ဖြစ်စီတာကလွယ်ရင် ပြည့်လည်စေမယ့်အဖြစ်တစ်ခုရှိလာမှာမဟုတ်ပါဘူး။သူတွေးမိတဲ့အတွေ့ကလည်းခဏနဲ့ပျောက်သွားမှာပါ။သူ့မှာလည်းသူ့ကိစ္စတွေသူဆက်လုပ်ရအောင်မယ်မဟုတ်လား။တခါတလေမှဆိုရင် အချို့ကကိုယ်စိတ်ဆိုးနေမှန်းတော့တတိထားမိခြင်းမှထားမိပါလိမ့်မယ်။သူတို့အလုံးနဲ့သူတို့ရှုပ်နေပြီးကိုယ့်ကိုအမှုမဲ့အမှတ်မဲ့ပဲရှိနေကြမှာပါ။ဒါကသူတို့အမှားမဟုတ်ပါဘူး။တပတ်သက်စိတ်ဆိုးစိတ်ကောင်းမိတဲ့ကိုယ်အမှားပါ။ကိုယ့်ရဲ့မပြေဝမှုပါ။ ကိုယ်စိတ်သဘောထားတည်တည်မှုပါ ကိုယ့်ရဲ့မရင်ကျက်မှုပါပဲတကယ်တော့ကိုယ့်ဘက်ကမပွင့်လင်းမှုပါပေါင်တင်ဆက်ဆံရေးတစ်ခုမှအချင်းချင်းပွင့်လင်းကြဖို့လိုပါတယ်မပွင့်လင်းမှုကြောင့်မဖြစ်ရှင်းလိုက်ရတဲ့ပြဿနာတည်တည်လေးတွေဟာအချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းကြီးထွားလာပါတယ်အချင်းချင်းစိတ်ဆိုးကြတာထက် ကြီးမာတဲ့ညမှန်ဒေါသတွေနဲ့ချိန်လောက်နေတဲ့မိဒစဖြစ်လာပြီးဆက်ဆံရေးကို ပြတ်တောက်သွားစေပါတယ် ကျွန်တော်တစ်ဖက်လျော်ပေါ့ထားရှိလိုက်မိတဲ့စိတ်ဆိုးခြင်းဆိုတဲ့မပွင့်လင်းမှုက ကျွန်တော်ရဲ့နားလည်မှုရေမှခြင်းနဲ့အတဆန်စွာတစ်ဖက်ဆောင်နဲ့တွေးလိုက်မိတဲ့တစ်ဖက်သက်အတွေ့အကြုံကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ကျွန်တော်တစ်ဖက်လူရဲ့အကြောင်းပြချက်ကိုမေးသင့်ပါတယ်။လေ့လာသင့်ပါတယ်။အဲ့ဒါကိုကျွန်တော်ထဲမတွေးမိခဲ့ပဲစိတ်ဆိုးခဲ့တာဖြစ်ပါတယ်။ဒါတွေကိုအခုနားလည်လာပါတယ်။တစ်ဖက်လူရဲ့ရှင်းပြချက်ကိုလည်းနားထောင်ရပါမယ်။ ကိုစိတ်ဆိုးနေတာတပတ်လူကမသိပဲဘယ်လိုလုပ်ပြီးကိုကိုလာတောင်းပန်နေပါမလဲလာချော့ပါမလဲကိုစိတ်ဆိုးရတဲ့အကြောင်းပြချက်ကိုရော သူကဘယ်လိုသိပါမလဲထို့အတူကိုအထင်လွဲမိတဲ့သူ့အကြောင်းရင်းကရောဗာများလဲသူရှင်းပြလာတဲ့အခါတလီတစားနားထောင်ပေးတင်ပါတယ်ဘာမှလာမပြောနဲ့နားမထောင်ခြင်းဟုဆိုတဲ့မြန်မာကားဆန်ဆန်စုကန်နာမျိုးတွေကတော့လက်တွေ့ဘဝအတွက်အတုံးဝင်မှာမဟုတ်သလိုကိုယ်တိုင်လည်းလုပ်ဖြစ်မှာမဟုတ်ပါဘူး တကယ်တော့စိတ်ဆိုးတာက ကိုယ့်ရဲ့မပြေဝခြင်းသဘောထားတည်တည်ခြင်းမရင်ချက်ခြင်းဆိုတာသိလာပြီးတဲ့နောက်ကျွန်တော်ဘသူ့ပေါ်မှ အကြောင်းပြချက်အရင်မရှာပဲစိတ်မဆိုးဖြစ်တော့ပါဘူးငါတယောက်တည်းလားဘဝမှာဘာမှမလုပ်ချင်တော့လောက်အောင်စိတ်ထက်တွေချဆင်းပြီးလူပါပျောက်ခွေနှုံးချီသွားရတဲ့အခိုက်အတန့်တွေခြုံရဖူးပါတယ်ကိုလုံးနေတလောက်အလုံးမပြီးမြောက်တာမျိုးတွေကိုစူးစမ်းနေတလောက်အရာမတင်တာမျိုးတွေ မြင်မြန်ပြီးစေခြင်းမှနှောင့်နှေးကြံ့ကြံ့နေတာမျိုးတွေစသဖြင့်အဆင်မပြေရာတွေစုပြုံလာတဲ့အခါငါ့ကြမ္မာတာတွေလာဖြစ်နေရတာလားကံကြမ္မာကြီးကပါလို့ငါ့ကို အဆိုးတွေပဲပုံဩပြီးပေးနေရတာလဲလို့မကြကနခံစားရဘူးပါလေမရင်ချက်သေးခင်အချိန်မှာအဆိုးတွေကိုရင်ဆိုင်ဖက်တန်းဖို့အတွေ့အကြုံမရှိသေးတာလဲပါပါမယ် ငယ်စဉ်ကလေးကလောကနဲ့ရှစ်ပါးရဲ့အတိတ်ပဲကိုသင်ကြားခဲ့ရပေမဲ့ကိုယ်တိုင်ကြုံလာရတဲ့အခါသင်ကြားခဲ့ရတဲ့အကြောင်းအရာတွေလည်းထည့်တွေ့ဖို့တတိမရလောက်အောင်တောကကိုရင်ဆိုင်ခံစားခဲ့ရပါတယ်။အကောင်လောကနဲ့ကြုံနေရစဉ်မှာပျော်ရွှင်ဝမ်းသာနေရလို့ဘာမှသိမထူချဘူးလို့ထင်ရပေမဲ့အစိုးလောကနဲ့ကြုံရတဲ့အခါမှာတော့တောကဘူးတွေကကိုတယောက်ထဲမှာပဲလာဖြစ်နေကြတယ်လို့ခံစားရပါတယ်။ မင်းချက်သေးခင်အချိန်မှာဒုက္ခတွေဒုက္ခတွေကိုခံနိုင်ရင်မရှိသေးတာက ဖြစ်ရောဖြစ်စင်မှာပဲဒီနေ့နေ့တစ်ချိန်ချိန်မှာတော့ကိုဖြစ်ပြက်ကြုံဆုံခဲ့ရတဲ့အဆိုးလောကရင်တွေကကိုတယောက်ထဲမှာပဲဖြစ်နေတာမဟုတ်ဘူးလို့သိလာရပါတယ်ဒုက္ခဒုက္ခတွေငြိမ်းသွားတဲ့အချိန်ပြဿနာတွေအခက်အခဲတွေကိုဖြေရှင်းပြီးသွားတဲ့အချိန်စိတ်အေးလေဖြစ်သွားတဲ့အချိန်မှာကြတော့ကိုကြုံခဲ့ရတဲ့အချို့ကိစ္စရပ်တွေဟာ ကိုခံစားပူလာခဲ့ရတဲ့လောက်လဲမဆိုးရအောင်ကိုသိလာရပါတယ်။တချို့ကိစ္စတွေဆိုရင် ကိုပူလောင်ခဲ့ရတာကအဲ့ဒီလောက်အထိဖြစ်เสียလို့လို့လားလို့ကိုကိုကို ပြန်ပြီးရလာအောင် အထိဘာမှမဟုတ်နေတာကိုပြန်တတိထားမိပါတယ်။ဒါကြောင့်ဆရာကြီးတော်ကဒုက္ခဆိုတာနောက်တစ်ချိန်မှဖြစ်လာမယ်ဟာတပါလို့ပြောခဲ့တာဖြစ်ပါလိမ့်မယ်။လောကရန်အကောင်အဆိုးကိုများစွာရင်ဆိုင်ရပြီးပြီဆိုရင်တော့ ပြဿနာတိုင်းမှာအဖြစ်ရှိပါတယ်။အခက်အခဲဆိုတာအချိန်တန်ရင်ဖြစ်ရှင်းလို့ပြီးသွားမယ့်အရာဆိုတာအလိုလိုသိမြင်လာရပါတယ်။အဲ့ဒီလိုသိမြင်လာလေလေစိတ်တက်တန်မှလာလေလေပါပဲ။လောကရန်ကျုံမဖြုံတန်းပေါ့မတုံစဲနဲ့စိတ်ခိုင်လေ။ဆိုရက်မင်္ဂလာတုတ်လာမင်္ဂလာတပားကိုလေအချိန်တစ်ခုကြာတဲ့အခါအလိုလိုရှင်းသုံးဖြစ်လာပါတယ်။ငါတယောက်သေးလား ငါတယောက်တည်းမှအဆိုးတွေလာဖြစ်နေရလားလို့မတွေးဖြစ်တော့ပါဘူး။မနေ့ကငါထက်ဒီနေ့ငါကပို့ပြီးတန်မာလာခြင်းကလည်းမင်္ဂလာတပါပဲလို့မှတ်ယူထားမိပါတယ်။ငါမရှိရင်မဖြစ်ဘူး။ဒီလောက်ကငါမလုပ်လို့မဖြစ်ဘူး။ဒီကိစ္စကငါမပါလို့မပြီးဘူး။ဒီနေရာကငါမရှိလို့မဖြစ်ဘူးလို့ကျွန်တော်မကြာခဏတွေးခဲ့ဖူးပါတယ်။မိသားစုကိုဥဆောင်နေရသူ တာဝန်ယူထားရသူပြီးပြီး ာမရှိရင်မဖြစ်ဘူးလို့တွေးတာကမှားနေတာတော့မဟုတ်ပါဘူး။တေချာတွေးကြည့်ပြန်တော့လုံဝအုပ်တုံလည်းမှတ်နေတာမဟုတ်ပြန်ပါဘူး။တကယ်တော့ကိုရှိနေခြင်းကသူတို့အတွက် အထောက်ပံ့ရယုံတက်တာရရနေယုံပါပဲ။ရုပ်တရက်ကိုမရှိပေးနိုင်တော့တဲ့အချိန်ကျရင်လေသူတို့နီးသူတို့ဟန်နဲ့အဆင်ပြေအောင်ဆက်ပြီးလှုပ်ရှားရုန်းကန်နေကြရမှာပါပဲ။တက်တက်တတနေကြတော့မို့ နေနေကြတာဖြစ်ပြီးကိုမရှိနိုင်တော့တဲ့အချိန်သူတို့ကိုယ်တိုင်ဥဆောင်ဖြစ်ရှင်ရတော့မယ်ဆိုရင်လည်းမဖြစ်မနေလှုပ်ဆောင်ကြရမှာပါပဲ။ငါမရှိလို့မဖြစ်ဘူးဆိုတာကိုကိုကိုပင်ပန်းစေုံကိုယ်တိုင်ချိန်အောင်ထားမိတဲ့အတွေးပါပဲ။ဒီတွေးတွေက ကိုကိုကိုမိလျော့သွားစေနိုင်ပါတယ်။ကိုကိုကိုချစ်ဖို့ကို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 ယူဆိုင်ဖို့မိသွားစေပါတယ်။ တကယ်တော့ကိုရှိပေးနိုင်တော့မှသူတို့အတွက်အကောင်းဆုံးဆောင်ရွက်ပေးပြီးမရှိပေးနိုင်တော့တဲ့အချိန်မှလည်းသူတို့ရဲ့ကိုယ်ပိုင်အစွမ်းအစားနဲ့ဆက်ပြီးလောက်ကန်ဆောင်ရွက်နိုင်အောင်စီစဉ်ပေးတင်တာပါမင်းမရှိတော့မဖြစ်ဘူးဆိုတာစကလုံးတသက်ပဲတကယ်မရှိဘူးမင်းမရှိလဲအရာရာဟာသူ့နီးသူ့ဟန်နဲ့ပုံမှန်လဲပဲနေမှာပဲလို့ဆရာအကြီးတော်ကရေးခဲ့ပါတယ်မင်းမရှိလို့မဖြစ်ဘူးလို့သူတပတ်ကလာမပြောပဲအမရှိလို့မဖြစ်ဘူးကိုယ်တိုင်တွေးမိနေခြင်းက ကိုဘွားကိုအိတ်လောင်ပစ်လိုက်တာနဲ့အတူတူပါပဲ။ရရာကိုကြိုတင်တွေးတော့ပြီးပူပန်မနေတဲ့တော့ပဲနေရတွေကိုပေါပေါပါပါဖျက်တန်းသွားဖို့လိုပါတယ်။ငါမရှိလေအဆင်ပြေသွားမှာပါပဲလေလို့တွေးနိုင်တဲ့ဒီနေ့ကိုကိုကိုခြိနှောင်ထားမိတဲ့ကြိုးတွေကို ဖြေလိုက်နိုင်တဲ့နေ့ပါပဲ။ကိုကိုတိုင်းပိတ်လောင်ထားမိတဲ့အခန်းတွေက ထွက်နိုင်တဲ့နေ့ပါပဲ။မနေ့ကငါထက်ပို့တော်တော့လှုပ်လိုက်နိုင်တဲ့နေ့လို့ဆိုနိုင်ပါတယ်။ စိတ်ညစ်တာကဆက်ပြန်နဲ့လျှော်လို့မရဘူးလောကဓာတ်၈ပါးမှာ အကောင်းလောကဓာတ်၄ပါးနဲ့အဆိုးလောကဓာတ်၄ပါးတို့ရှိတဲ့အ ਨੇ အကောင်းတွေကိုကြည်လိုခြင်းလို့မရသလိုအဆိုးတွေကိုကြည်လဲစုံနေရမှာတော့မဟုတ်ပါဘူးအကောင်းနဲ့အဆိုးကတလဲစီ ဖြစ်ပြနေတာပါဒါကတလေအကောင်းတွေလို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ပျော်ရွှင်စရာတွေစိတ်ကျေနပ်စရာတွေကြည်နူးရွှင်လန်းစရာတည်င်းကောင်းတွေစသဖြင့်ကြုံရမယ် ဒုက္ခတလေအစိုးရလို့သတ်မှတ်ထားတဲ့စိတ်ညစ်စရာ စိတ်ပြက်စရာစိတ်ရှုပ်ပေးစရာဒေါသဖြစ်စရာစိတ်တက်ကြစရာဝမ်းနည်းစရာတရင်စိုးတွေကြုံရင်ကြုံမယ်ဒါပေမဲ့အမြဲတမ်းအစိုးရကြီးရနေမှာမဟုတ်တယ်လို့အစိုးရလေကို့အနာ အမြဲနေနေမှာမဟုတ်ဘူးလို့နှလုံးသွင်းလာနိုင်တယ်အကောင်းကိုကြိုင်ရင်အကောင်းတွေရဖို့ငါကိုယ်တိုင် ဖန်တီးယူရမယ်လို့ခံယူတယ်ပြောစရာ ဖြစ်နေတဲ့အချိန်မှာပြောလိုက်မယ် ပြောကြရည်မရှိတဲ့အချိန်စိတ်ကိုတည်ငြိမ်အောင်ထားမယ်။စိတ်ညစ်စရာတွေကရံဖန်ရံကဖြစ်လာနိုင်တယ်လို့ကြိုတွေးလိုက်တယ်။ဖတ်ဖူးတဲ့အစုံမင်းတစ်ခုရှိရဲ့။ဘဝကမင်းကိုအရင်ချင်တဲ့တံပြားဒီတလုံးပေးလိုက်ရင်မင်းကတခြားရောပြီးဖြိုရည်လောက်တော့ပြစ်လိုက်ပေါ်တဲ့။အတိအကျဟုတ်ချင်မှဟုတ်နိုင်ပေမဲ့သဘောကတော့ဒီတိုင်းပဲ။ဖြစ်လာတဲ့အခြေအနေပေါ်မှာကိုရွေးချယ်လက်ခံလိုက်တာကပဲကိုအတွက်ရလက်ကိုပြောင်းသွားစေတာ ကိုဖြစ်ရှင်ဒီကပဲကိုအတွက်အကောင်းဆိုးကိုအဖြစ်ပေးတာဖြစ်လာတဲ့ပြဿနာတွေအပေါ်မှာစိတ်ညစ်ဖူတယ်စိတ်ဖိစီးဖူတယ်စိတ်ထက်ကြဖူတယ်ပြိုလဲဖူတယ်ငိုကြွေးဖူတယ်ဒါပေမဲ့ဘလောက်စိတ်ညစ်ညစ်ဘလောက်ပဲစိတ်ဖိစီးနေနေဘလောက်စိတ်ထက်ကြပြီးဘလောက်ပြိုလဲပြိုလဲဘလောက်ပဲငိုကြွေးရပါစေအချိန်တန်တော့မဖြစ်ရှင်းလို့မရနိုင်တဲ့ပြဿနာကို ဖြေရှင်းရတာပါပဲ။ ဖြည့်ရှင်းလိုက်တော့လေအချိန်တစ်ခုကြာတော့ပြည်လေသွားတယ်ပြည်လေသွားပြန်တော့လေကြည်နေရပျော်ရွှင်ရပြန်ရောဒီတော့စိတ်တည်ငြိမ်လာတဲ့အချိန်ကိုကိုကိုပြန်တုံ့တက်ရတယ်ပြဿနာတွေနဲ့အင်ဆိုင်တွေ့ရလို့ထိုင်စိတ်ညစ်နေလေအချိန်တန်ရင်ဖြည့်ရှင်းရတာပဲလို့သိလာတယ်စိတ်ညစ်စရာကိုမဖြည့်ရှင်းဘဲထိုင်တွေ့နေရင်တော့စိတ်ညစ်နေမှာပဲစိတ်ညစ်တာကိုအဝိညာဉ်တာလို့စက်ပြန်နေလျှော်လုံးမှမရတာ စိတ်ညစ်တာကိုစိတ်နဲ့ပဲ ပြန်လျှော့ဖွေရတယ်။ကိုကိုကိုချစ်တဲ့စိတ်၊စိတ်ညစ်စရာတွေအမြန်တက်တာစေချင်တဲ့စိတ်နဲ့စိတ်ညစ်မှုကိုစေချောရတယ်။စိတ်ညစ်လာရင် ကိုကိုနားလဲပေးနိုင်မဲ့တငယ်ချင်းတွေနဲ့စုံမယ်။ကိုတက်နိုင်တဲ့ပရာဟိတတခုခုလိုက်လုံမယ်။ကုသိုလ်စိတ်နဲ့စိတ်ညစ်မှုကိုလဲလှယ်မယ်။စိတ်ကျင်လင်စေမဲ့အမြင်ကွင်းတွေ၊တဘာဝရှုခင်းတွေကြည့်မယ်။တရားနာယူကြည့်မယ်။ကိုတက်နိုင်တဲ့ကောင်းမွန်တဲ့နှီးမျိုးမျိုးကိုတုံးပြီးစိတ်ညစ်ပြေအောင်ကြိုးစားမယ်။ စိတ်ညစ်ပြေသွားရင်ပြဿနာတွေကိုအဆင်ပြေအောင်တေချာပေါက်ဖြေရှင်းနိုင်မယ်လို့ကြိုတွေးထားရမယ်။ကိုကိုကို အမြဲတည်းပြေးနေရတဲ့စကားတခွန်ကစိတ်ညစ်တာကဆက်ပြန်နဲ့လျှော်လို့မရဘူးဆိုတာပဲ။အပိုင်းလေးကိုဆက်လက်ဆောင်ရောနားဆင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ် နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။